အရင်နဲ့မတူတော့ဘဲမထင်မှတ်ထားတဲ့ရုပ်ရည်ကြောင့်လူအများကိုထိတ်လန့်သွားစေရတဲ့ Anonymous အလုံးမဲမိကလာပါဗမစ်နောင်ကနေကြိုးစလိုက်ပါတယ် Anonymous ကထားလိုက်ပါတခြင်းတပုတ်ထဲနဲ့ဝဝဲကွဲအောင်ကိုအောင်မြင်ကနိုင်ငံတော်ဖြစ်လာခဲ့ပါတယ် ဒါအပြင်သူတချင်းတွေကကလေးဆလူကြီးဆုံးအကောင်လုံးကနှစ်သက်ကကြိုက်ကြတာမို့ Anonymous ကအချိန်တိုင်းတာတစ်ခုထိတော့ထားလိုက်ပါတချင်းနဲ့အောင်မြင်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအောင်မြင်မှုကိုလက်ဆုပ်လက်ကင်လုပ်တတ်တဲ့ Anonymous ကအခွင့်အရေးကိုအသုံးမချနိုင်ပါဘူး။အောင်မြင်နေချိန်မှာကြာရှည်အောင်မကြိုးစားပဲမိမထောက်ယူလိုက်တာပါ။ဒါအပြင်အိမ်တောင်ရင်အစ်စ်မပြေပဲကွဲလဲကွဲသွားခဲ့တာမို့ Anonymous ကဂျမ်းမာရေးမကောင်းတဲ့အဖြစ်ကိုဖြစ်သွားကောင်တချင်းဆိုတာကိုလည်းရပ်ထားလိုက်တာပါ။တချင်းအစ်စ်လည်းမထွက်ပဲဂျမ်းမာရေးကြောင့်အနားယူနေခဲ့တာပါ။အတန်အိုးထိနိုင်တာမို့အနားယူနေတဲ့ Anonymous ကဒီကနေ့ရက်မှာလူရှိပြန်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့အရင်ကနေမတူတော့ပဲ Anonymous ရဲ့ပုံစံကပြောင်းလဲနေခဲ့တာပေါ့။ Anonymous ကပြည်သက်တွေကိုနှုတ်ဆက်လာခဲ့တာဖြစ်ပြီးမျက်နာကိုအနီးကပ်ပြလာခဲ့ပါတယ်။မျက်နာကရန်ကိုပိန်သွားခဲ့တဲ့အပြင်အဖူးပိန်တွေများနေခဲ့တာပါ။အဖူးပိတ်တွေကများနေတဲ့အပြင်အရင်တော့ကမရှိတာကိုပြည်သက်တွေကသတိထားမိကြပါတယ်။တကယ်တော့ Anonymous ဟာငငယ်ကလေးကခြူချသူတယောက်ပေါင်းနေမကောင်းခဏခဏဖြစ်တယ်လို့အားနေတာကြောင့်လူကလည်းအများအားပိန်ကဝါလာတာမျိုးကရှားနေပါတယ်။ဒါကြောင့်မို့ Anonymous ကအရေးပြားယောဂများဖြစ်နေတယ်လားလို့ပြည်သက်တွေကခံမှန်းနေကြတာပေါ့။အရေးပြားယောဂတစ်ခုခုဖြစ်နေတယ်လားလို့ထင်တဲ့သူတွေကလည်းရှိ ရှိသလုံးအခြားယောဂါတွေများဖြစ်နေလာလို့ခံမှန်းနေကြတဲ့သူတွေလည်းရှိပါတယ်။ Anonymous ကအခုနောက်ပိုင်းမှာဂျမားရဲ့အခြေအနေကအတော်လေးကိုစိုးဝါလို့နေတာပေါ့။အရင်ကလည်းပိန်နေဆိုပေမဲ့အခုနောက်ပိုင်းမှာပိုပြီးတော့ပိန်သွားတာမို့ပြည်သက်တွေတော်တော်မေကွန်းထုတ်ဆရာဖြစ်နေပါတယ်။ဒါအပြင်တခြင်းအစိုးပိုင်းကိုလည်းအာယုံမဆိုင်နိုင်သေးပဲထားလိုက်ပါတခြင်းလို့အောင်မြင်မဲ့တခြင်းမျိုးလည်းထပ်မထွက်နိုင်သေးပါဘူး။ယောဂတဲလို့ပုံစံပေါက်နေတာမို့ဂျမားရဲ့စစ်ဆေးချက်တွေလုပ်ဖို့အတွက်တိုက်တွန်းနေကြတာပေါ့။ Anonymous ရဲ့မျက်နှာကိုအစ်ကတချို့ကထိန်းလန့်တဲ့အစ်ကိုဖြစ်သွားကြရပါတယ်။ Anonymous Dallas ကတော့သူ့ကိုယ်သူဂျမားကြီးကောင်းတယ်လို့ယူဆတဲ့အတွက်ဖြောပြေးပွဲတွေမှာတွားရောက်ဖြောပြေးဖို့တောင်းစီစဉ်နေတာပါ Anonymous ကတချင်းပြန်ဆိုဖို့စီစဉ်နေတဲ့ဆိုပြီးဝန်သာအားရနဲ့အတိပေးလာပေမဲ့လူအများကဂျမားကြီးမကောင်းဘူးလားဆိုပြီးဝေဖန်စရာဖြစ်နေခဲ့တာပါ Anonymous ဟာစက်ရုံတွင်တဲ့တချို့နေရာတွေမှာဖြောပြေးပွဲတွေပြန်ဆိုတော့မှာဖြစ်ပါတယ်လေချောင်းအတွက်အနားယူနေခဲ့ရတာဖြစ်ပြီးအချိန်နဲ့ကြာနေပြီမို့ပြန်ဆိုဖို့အတွက်စင်သစ်ဖြစ်လို့နေတာပါ Anonymous ကို Breather တွေကအရင်လိုအားပေးကြအောင်မလားမိသွားမလားဆိုတာစောင့်ကြည့်ရမှာပါ Anonymous ကတခွလက်ဖြစ်သွား ောတဲ့အမှားတွက်လည်းနောက်တားရနေပါပြီအချစ်ကိုဦးစားပေးကလက်ထပ်ခဲ့ရာကြောင့်အောင်မြင်မှုအရှိန်ရပ်တန့်သွားရတယ်ဆိုတော့သူ့အနေနဲ့နောက်တားရလို့နေပါပြီဒါကြောင့်မို့နောက်ပိုင်းမှာတော့အချစ်အတွက်အမှားထပ်လုပ်တော့မှာမဟုတ်ပါဘူး Anonymous ရဲ့ထားလိုက်ပါတခြင်းကလည်းအခုနောက်ပိုင်းမှာ Breath Day ကမေးပြောက်တလို့ရှိလို့နေပါပြီ Anonymous အနေနဲ့ Breath Day ပြန်လက်ခံကအပေးရအောင်အတော်လေးကိုစ조사ရမှာဖြစ်ပါတယ်အရင်ကနေမတူတော့ဘဲမထင်မှတ်ထားတဲ့ရုပ်ရည်ကြောင့်လူအများကိုထိတ်လန့်သွားစေရတဲ့ Anonymous အပေါင်း Breath တို့ရဲ့အမြင်ကိုလည်းခေါမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လေးလုပ်ခဲ့ကြပြီ YouTube Channel ကိုလည်း Like and Subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါစေနေ့အတိုင်းအတွက်ပျော်ရွှင်ပါစေနော်